နောက်ဆုံးနောင်ကျိုးဆိုတာကတော့တိတ်ဆိတ်ငြိမ်သက်တဲ့ဒေချင်းတရားမှာတော့ဘယ်တော့မှမပြည့်စည်သွားနိုင်တဲ့အရာတစ်ခုပါတချို့ဂရီစကားတွေဆိုတာလူနှစ်ယောက်ကိုအတူရှိနေစေဖို့အတွက်မဟုတ်ပဲတချိန်မှာခန္ဓာကိုယ်တွေပျောက်ဆုံးသွားရင်တော့သူတို့ရဲ့နှလုံးသားတွေဘယ်တော့မှလမ်းမပြောက်သွားစေဖို့အတွက်ဖြစ်ပါတယ်လူတွေဟာသူတို့ရဲ့နှလုံးသားအရှုံးမပေးမချင်းတယောက်ကိုတယောက်ဘလောက်ကြာကြာအထိစောင့်နိုင်ကြမယ်ထင်နေပြတချို့လူတွေကရက်ပေါင်းများစွာစောင့်ကြတယ် တချို့ကနှစ်ပေါင်းများစွာစောင့်ကြတယ်။ဒါပေမဲ့တချို့ဂရိတွေကတော့သူတို့ဘဝရဲ့အဆုံးအထိတေဆုံးပြီးတဲ့နောက်မှာတော့ဘယ်တော့မှမပြီးဆုံးသလိုဆက်လက်ဆောင်ဆိုင်နေကြပါတယ်။ရွာငလေးတွေဝါရဲ့အဆုံးမှာစွန့်ပစ်ထားတဲ့ဖုံးကြောင်တစ်ကြောင်ရှိတယ်ဗျ။အဲဒီဖုံးကြီးကြောင်ရဲ့နောက်မှာတော့ရေကအဟောင်းတကန်းရှိပြီးဘသူကဘယ်တော့မှတူဖို့ခဲ့တဲ့ဆိုတာဘသူမှမသိကြပါဘူး။ဒါပေမဲ့ရှေးလူကြီးတွေပြောစကားအရာတော့ဒီရေကန်းရှိမှပြေးခဲ့တဲ့ဂရိတိုင်းဟာဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပဲ။ ဂရီပေးခဲ့တဲ့သူကအသက်ဆုံးရှုံးသွားရင်တော့အဲ့ဂရီကတီမြဲနေမယ်လို့ဆိုကြပါတယ်။ဒီရွာလေးမှာအနေအေးပြီးဘုံကြီးကျောင်းသားဖြစ်တဲ့ထွန်းထွန်းနဲ့ရွာတကြီးရဲ့သမီးဖြစ်တဲ့နှင်းဤတို့နှစ်ယောက်အတူတူကြီးပြင်းလာခဲ့တယ်ဗျ။သူတို့နှစ်ယောက်ရဲ့အစဉ်အတန်းကမတူညီကြပါနဲ့။နှလုံးသားတွေကတော့တပြိုင်နက်တည်းခုံးနေကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ပြောပြလို့မရတဲ့ခံစားချက်တွေကိုဒီဘုံကြီးကျောင်းခြံစည်းကိုနောက်ွယ်မှာပဲဖွက်ထားခဲ့ကြရတယ်ဗျ။ နှစ်စဉ်နှစ်တိုင်းတစောင်းမိုးလာပြီးညမှာသူတို့နှစ်ယောက်ဘုံကြောင်နောက်ကရေကန်စီကိုမိကွက်တွေအတူတူလာမြှောက်ကြပါတယ်။အဲ့ဒီနေရာကသူတို့နှစ်ယောက်ထဲကဘာလေးတစ်ခုလိုပါပဲ။ဒီနေရာမှာအတူတူမိကွက်မျောဖို့နှစ်တိုင်းပြန်လာကြမယ်နော်။ရတာပေါ့။ကျွန်တော်တို့အတူတူမိကွက်မျောဖို့နှစ်တိုင်းဒီနေရာကိုပြန်လာခဲ့မယ်။ကျွန်တော်ကိုယ်တိုင်ဒီနေရာကိုမလာနိုင်တဲ့တနေ့ရှိလာခဲ့။ဒီဖျောင်းနိုင်ရဲ့အလင်းအောင် ျွန်တော်ကိုးစားပြုပါစီနော်အဲ့ဒီစကားလုံးတွေကတိတ်မကျဲလောင်ပေးမဲ့လေရေကန်ထဲမှာတော့သူတို့အတွက်ပက်တင်တန်ထပ်နေသလိုပါပဲဖျောင်းနိုင်မီးအောင်ကရေပြင်ပေါ်မှာတလက်လက်တောက်ပနေခဲ့တယ်ဗျအဲ့ဒီညရဲ့တိတ်ဆိတ်မှုဟာသူတို့ပေးခဲ့တဲ့ဂရီစကားတွေထက်တောင်ပိုပြီးတန်မိုးရှိနေခဲ့ပါတယ် အချိန်တွေကြာလာခဲ့တာနဲ့အမျှအရာအလုံးကပြောင်းလဲသွားခဲ့တယ်ဗျ။နင့်အရဲ့မိဘတွေကသူမကိုတခြားတယောက်နဲ့အတင်းအကျပ်လက်ထပ်ခံခဲ့ပါတယ်။ရွာမှာကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးတစ်ခုကျင်းပခဲ့ပေမယ့်နင့်အရဲ့နှလုံးသားကတော့ဘယ်တော့မှမလိုချင်ခဲ့ပါဘူး။ထုံထုံခမရတော့အရေးထဲရနေလူမမြင်နိုင်တဲ့နေရာမှာတိတ်တဆိတ်ရက်ကြည့်နေခဲ့ပါတယ်။မင်္ဂလာပွဲကတိကိတာတန်တွေကကျဲလောင်နေပေမယ့်သူ့အတွက်တော့လောကကြီးတစ်ခုလုံး ိတ်ဆိတ်သွားတယ်လို့ဘာအတန်းမှမကြားရတော့ဘူး။နေ့ရက်မျိုးလုံးတွေထဲမှာလဲကျေနပ်ပျော်ရွှင်မှုထက်မတက်တာလို့လက်ခံလိုက်ရတဲ့ဆိုတဲ့အရေးအယောင်တွေကထင်ပေါ်နေခဲ့တယ်ဗျ။နေ့ဤမင်္ဂလာဆောင်ပြီးနောက်တနေ့ကသူမနဲ့ထုံထုံတို့နှစ်ယောက်သားဂရီထားခဲ့ကြတယ်။လာပြည်နေ့ကိုရောက်လာခဲ့ပါတယ်။ထုံထုံကနေ့ဤနဲ့သူမရဲ့ခင်မုန်းကိုမျက်နှာချင်းမဆိုင်နိုင်တော့မှဆိုလို့ရွာကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်ဗျ။ဒါပေမဲ့မထွက်ခွာခင်မှာတော့နှစ်တိုင်းလုခဲ့တယ်လို့မျိုး ရေကန်စီကိုမိကွက်မျောဖို့တွားခဲ့လိုက်ပါတယ်။သူ့လက်ထဲမှာမိကွက်နှစ်ခုကို ကိုင်းထားခဲ့တယ်ဗျ။တစ်ခုကသူ့အတွက်နောက်တစ်ခုကနှင်းအိတ်အတွက်ပါ။နောက်နေ့လဲကျွန်တော်နှင်းအိတ်နဲ့အတူမိကွက်မျောဖို့ပြန်လာခဲ့ပါဦးမယ်။သူ့နှလုံးသားရဲ့အစိတ်အပိုင်းတစ်ခုကိုဒီရေကန်မှာခြံထားခဲ့တယ်လို့မျိုးမိကွက်ကိုရေထဲမှာဂယူရဆိုင်မျောချလိုက်ပြီးတဲ့နောက်သူနောက်ပြန်လှည့်မကြည့်ပဲထွက်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူသာနောက်ပြန်လှည့်ကြည့်လိုက်မိရင်ဘယ်ကူမှ ထပ်သွားနိုင်တော့မှမဟုတ်ဘူးဆိုတာ तू သိနေလို့ပါနေဤကလည်းအဲ့ဒီနေ့ကိုမမေ့ခဲ့ပါဘူးဒါပေမဲ့ तू မသွားနိုင်ခဲ့ဘူးဗျလက်ထပ်ထားတာမကြားသေးခင်မှာမသိတော်တာတွေလုံးလို့မဖြစ်တာချက်မှာနောက်တနေ့မှာတော့ထွန်းထွန်းတရအောင်မြို့တက်အလုပ်လုပ်ဖို့ရွာကနေထွက်သွားပြီဆိုတဲ့သတင်းကိုနေဤကြားလိုက်ရပါတယ်သူမအရန်ဝမ်းနဲ့နေပေမဲ့အိမ်အောင်ကြပြီးသားမိမတယောက်ဖြစ်နေတာကြောင့်သူခံစားချက်တွေကိုပေါ်ပြလို့မရပဲ ထိမ့်ချုပ်ထားခဲ့ရတယ်ဗျတရက်ပြီးတရက်အချိန်နေကုန်ဆုံးသွားပေမဲ့ထုံထုံရဲ့တရင်ကိုဘသူစီကမှမကြားခဲ့ရတော့ပါဘူးအဲနောက်မှာနှင်းဤကခလေးမရနိုင်တာကြောင့်သူ့ခင်မုန်းနဲ့မကြာခဏရံဖြစ်ရပါတယ်နောက်ဆုံးမှာတော့သူ့ခင်မုန်းကနှင်းဤကိုဖောက်ပြန်ပြီးမရင်ငတ်တက်စက်ယူလိုက်တာကြောင့်သူမတို့နှင်းအောင်လမ်းခွဲခဲ့ကြရတယ်ဗျနှင်းဤရဲ့မိဘတွေကလည်းကိုသမီးကွာရှင်းတာကိုသိတော့ဘာမှမတတ်နိုင်ပဲမျက်နာနဲ့နာမည်ကုန်အတွက် သမီးရဲ့ခံစားချက်ကိုထက်မစင်စားပဲအိမ်တော်ပြုတ်ခိုင်းခဲ့မိတာကိုနောင်နာရနေခဲ့ပါတယ်။နေအီကတော့ဝမ်းနဲ့နေပေမဲ့ထုံထုံအပေါ်မှာထားတဲ့အချစ်သူကြောင့်သူ့ကိုပဲစောင့်နေပြီးဘသူနဲ့မှထပ်အိမ်တော်မပြုတ်ကိုဆုံးဖြတ်လိုက်တော်တယ်ဗျ။ဒီလိုနဲ့နှစ်စဉ်နှစ်တိုင်းလာပညာရောက်တိုင်းထုံထုံနဲ့ပြန်တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ရီကန်စီကိုလားလေရှိပါတယ်။ကိုထွန်းကတိပေးထားတဲ့အတိုင်းနှင်းလာပြီနော်။ ဒီလိုအဖြစ်ပြန်မျိုးအကြိမ်ကြိမ်ဖြစ်ပျက်ခဲ့ပါတယ်။ဒါမှမဟုတ် तू မမသိလိုက်တာကတော့ तू မနောက်ကိုအမြဲလိုက်နေတဲ့အလင်းရောင်တစ်ခုရှိနေခဲ့တယ်ဆိုတာပါ။20နှစ်တိုင် तू မဘေးမှာအတူတူရှောက်လှမ်းနေတဲ့အရာတစ်ခုရှိနေပြီမယ်။အဲ့ဒီအရာက तू မနဲ့တစ်ဖက်ထဲမှာအတူတူရက်တည်နိုင်စွမ်းမရှိတော့ပါဘူး။တနှစ်ပြီးတစ်နှစ်ကြာလာပေမဲ့နှင်းဤကတော့အဲ့ရေကန်စီကိုနှစ်စင်သွားနေစေပါ။ရွာလူတွေကသူမကိုယူနေပြီလို့ပြောကြပါပဲ။သူမအတွက်တော့ဒါဟာ ပေးထားခဲ့တဲ့ဂရီတစ်ခုကိုတည်မြဲအောင်ထိမ့်သိမ့်နေခြင်းပါပဲကိုတော့ကြားနိုင်မလားတော့မသိဘူး။ဒါပေမဲ့နှင်းဒီမှာရှိနေတော့မယ်။သူမအတွက်အခုလိုရေပြင်းကိုကြည့်ပြီးစကားပြောနေုံနဲ့တင်လုံလောက်နေခဲ့ပါပြီ။သူမရဲ့နောက်ဆုံးညဖြစ်တဲ့လာပြီညအခုအသက်အရွယ်ကြီးရင်နေပြီဖြစ်တဲ့ဒေါ်နှင်းဤဟာ နှစ်စဉ်နှစ်တိုင်းလိုပဲစွန့်ပစ်ထားတဲ့ဖုံးကြီးကျောင်းနောက်ကရေကန်စီကိုမိကွက်မျောဖို့ပြန်လာခဲ့ပါတယ်။သူမရဲ့လက်တရတုံရင်းနေပေမဲ့မိကွက်ကိုတော့မြင်းမြဲကင်ထားစေပါ။ကတိပေးထားတဲ့အတိုင်းဘယ်တော့မှနှင်းတဲ့သူမိကွက်လာမျောမှလည်းကိုထုံးရဲ့အဲ့အချိန်မှာပဲရေကန်အလဲကနေဖျောင်းနိုင်မိတခုဖြည်းဖြည်းချင်းလင်းလာပြီးသူမမျောလိုက်တဲ့မိကွက်ရဲ့ဘေးကို နောက်ထပ်မိကွက်တစ်ခုကဖြည်းဖြည်းချင်း မျောပါလာခဲ့ပါတယ်။ဖျောင်းနိုင်မိနှစ်တိုင်းဟာရေပေါ်မှာထင်ဟပ်နေပြီးသူတို့နှစ်ယောက်အချင်းချင်းကြေပြေးခဲ့တယ်ပထမဆုံးညလိုပဲဖြစ်နေခဲ့တယ်ဗျ။ကျမကတိပေးထားတဲ့အတိုင်းမိကွက်ကိုလာမျောပြီးပြီနော်လာကြောင်ရေကန်ပေါ်မှာထွန်းလင်းနေပြီးဖျောင်းနိုင်နှစ်တိုင်းရဲ့အလဲရောင်နှစ်ခုကဘေးချင်းရှင်လေးရဲ့မျောနေခဲ့ပါတယ် ဲ့ဒီညမှာရွာတရွာလုံးကအချင်းရက်တန်သွားတယ်လို့တိတ်ဆိတ်နေကြတယ်ဗျ။အချင်းတမ်းပဲစောင့်စရာမလိုတော့ဘူးနင်ကပပတ်လေကလေတိုက်ခတ်မှုတွေရက်တန်သွားပြီးကဘာကြီးကထွန်းထွန်းရဲ့နောက်ဆုံးစကားတန်ကို လေထဲမှာကြာရှည်စွာရက်တန်ထားတယ်လို့ပါပဲနင်ဟာမျက်လုံးတွေကိုဖြည်းဖြည်းချင်းမှိတ်လိုက်ပြီ သူမရဲ့မျက်နှာကအချိန်အတော်ကြာမောပန်းနေခဲ့သူတယောက်လိုတည်ငြိမ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမအနားယူနိုင်ခဲ့ပါပြီ။အရိညာနောက်ပိုင်းမှာဘသူမှသူမကိုပြန်မတွေ့ရတော့ဘူး။နောက်တနေ့မနက်မှာတော့ရွာသားတွေကရေကန်အလဲမှာမျောနေတဲ့ဘေးချင်းရှင်းနေတဲ့မိကွက်နှစ်ခုကိုတွေ့ခဲ့ကြရပါတယ်။အဲဒီနေရာမိုးတွေရွာနေပေမဲ့လည်းမိကွက်ကဖျောင်းနိုင်နေကမိမငိမ့်ပဲတောက်ပနေခဲ့တယ်ဗျ။မကြခင်မှာပဲ ုံးတော့အရင်နေထိုင်ခဲ့တဲ့နေရာဟောင်းကိုတန်ရှင်းလို့ဖို့ရောက်လာတဲ့ဖုန်းကြောင်းသားတစ်ယောက်ကကျမ်းပင်အောက်မှာဟွက်ထားတယ်။တစ်သားတစ်တာအဟောင်းတစ်လုံးကိုတွေးလိုက်ရတယ်ဗျ။တစ်တာထဲမှာတော့နှင်းရဲ့အတွက်ရေးထားတဲ့စားတစောင်းရှိနေခဲ့ပါတယ်။နင်းကျွန်တော်မျိုးတွေကိုသွားတော့မယ်။အလိုကောင်းကောင်းလေးရရင်နှင်းစီကိုပြန်လာခဲ့မယ်နော်။နင်းနဲ့ပြီးခဲ့တဲ့ခရီးအတိုင်းနှစ်တိုင်းမိကွာအတူမျိုးကိုပြန်လာခဲ့မယ်နော်။ထုံထုံစာရေးခဲ့တဲ့နေ့ဟာ သူကားအစည်းအဝေးမဖြစ်ခင်တညမှာရေးသားခဲ့တာဖြစ်ပါတယ်။တေဆုံးသူစရင်ထဲမှာထွန်းထွန်းရဲ့နာမည်လဲပါဝင်နေခဲ့တယ်ဗျ။တကယ်တော့သူတို့နှစ်ယောက်တယောက်နဲ့တယောက်ဘယ်တော့မှမိမသွားချောက်ဘူးပဲ။ဂရီးတချို့ကအသက်ထပ်ပိုးချရှိခန်းနေတာပါလား။အဲဒီစာဟာကွယ်လွန်သွားသူရဲ့အထောက်အထားတစ်ခုသာမကနှီးတစ်ခါမှမကြားလိုက်ရတဲ့ဆောင်ဆိုင်မှုအလုံးအတွက်အဖြစ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီတဲ့ရင်ဟာတရွာလုံးကိုပြန့်နှံ့သွားခဲ့ပြီး တချို့ကမိုးလင်းတဲ့အထိမိကွက်နှစ်ခု မျောနေတာကိုမြင်ခဲ့ကြတယ်လို့ပြောကြပါတယ်။သူတို့ရဲ့ဇလန်းဟာလူမသိတဲ့အချစ်ဇလန်းလေးရနေရွာရဲ့ဒဏ္ဍာရီပုံမြင်တစ်ခုအဖြစ်ပြန့်နှံ့သွားခဲ့တယ်ဗျ။အဲ့ဖုံးเจ้าကိုလာကြသူတိုင်းကအဲ့ရေကန်ကိုတစောင်းတိုင်းရေကန်လို့ခေါ်ဆိုကြပါတယ်။ဘာလို့လဲဆိုတော့လာပြီးညတိုင်းမှာမိကွက်နှစ်ခုကအမြဲတမ်းအတူတူ မျောနေတာကိုမြင်တွေ့နိုင်လို့ပါ။ဒီဒဏ္ဍာရီဟာထိတ်လန့်စရာကြောင့်လည်းမဟုတ်သလိုတရေတွေကြောင့်လည်းမဟုတ်ပါဘူး။တရွာလုံးက တချို့အချစ်တွေဟာပျောက်ွယ်သေးဆုံးသွားရင်တော့ပေးထားတဲ့ဂရီတွေကထาวရတစ်ခုအနေနဲ့ကြမ်းရှိနေမယ်ဆိုတာကိုသူတို့မျက်လုံးနဲ့ကိုတွေ့မြင်ခဲ့ရလို့ပါပဲဒီဂျီကန်ဟာနေရာတစ်ခုတတ်တတ်တာမကတည်ခြင်းတရားရဲ့တိတ်ဆိတ်မှုထဲမှာတော့ဘယ်တော့မှပြတ်တော့မသွားနိုင်မယ်။နောင်ရိုးတစ်ခုလည်းဖြစ်ပါတော့တယ်ဗျ။ CQ မှာဖုန်းဖြင့်ရေးဆွဲနိုင်မယ့်ဒုတိယ animation ကတွန်းတင်တဲ့ကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ ဆော့ဝဲသွင်းပြီးအနီမေးရှင်းအခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့အနီမေးရှင်းမူဗီဒီယိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ဆိုရှယ်မီဒီယာမှာအနီမေးရှင်းစတိုရီဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနီးပညာနဲ့မိမိရဲ့စကူးရင်ကပါကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းတို့များအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာ။မိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော်။ Facebook group Telegram channel ကနေ Security team မှ 2D animation manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်တင်နာကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် UU class 2သိန်းချက် Master class 3သိန်းချက်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာတင်နန်းသားအကန့်အသတ်ရှိသလိုတင်နန်းကြီးကလည်း February လကုန်နဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချက်အခုပဲအပ်လို့ရပါပြီခင်ဗျာ